်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်သောစစ်ကူလာပိုသည့်စစ်ရဟတ်ရင်နှစီကိုပြစ်ခတ်နိုင်ခဲ့ပြီးထိမှန်ပြတ်ကျမှုရှိဟု KIA ရှေ့တန်းကပြောဆိုတော့လဲ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကမသိရှိရသေးဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကချင်ပြည်နယ်ပမော်မျိုးတို့စစ်ကူလာတဲ့စစ်တပ်ရဟတ်ရဲနှစ်စီကို KIA ပူးပေါင်းတပ်များကယနေ့ပြစ်ခတ်ခဲ့ရာထိမှန်ပြတ်ကျမှုရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ်ယနေ့မေလ20ရက်နေ့မွန်လယ်တနားရီကျော်အချိန်ပမော်မျိုးစကားခ21အတွင်းသို့လာဆင်းသည့်စစ်တပ်ရဟတ်ရဲနှစ်စီကိုပြစ်ခတ်ခဲ့ရာ MI 70ရဟတ်ရဲတစ်စီးမှပြတ်ကျသွားခဲ့ကြောင်းအခြားရဟတ်ရဲတစ်စီးမှလည်းထိမှန်သွားခဲ့ကြောင်းသိရှိရပါရယ် ညကြီးနောက်ဘက်ကတက်လာတဲ့ MI70 ရဟယင်တစီနဲ့ရွှေဘိုဘက်ကတက်လာတဲ့ရဟယင်တစီကို KIA ပူးပေါင်းတပ်ဖွဲ့ကပြစ်ချပါတယ်။နှစ်စီးလုံးထိမှန်ပါတယ်။တစီကတော့ဗမော်အေယော်ဒီမြေအနောက်ဘက်အချမ်းကိုပြတ်ကြတယ်။နောက်တစီကတော့ရွှေကူဘက်မှာပြတ်ကျသွားတယ်။နှစ်စီးတော့ထိမှန်အောင်ပြစ်နိုင်ခဲ့ပါတယ်ဟု KIA ရှေ့တန်းသတင်းရေးမြစ်ကပြောဆိုပါတယ်။ ။တရင်ဌာနက KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးထန်တို့ရဟတ်ရင်နစီကို KIA ဘူပေါင်းတက်များကဖိတ်ခတ်ခဲ့ရာထိမှန်ခဲ့သည့်ဆိုသောတရင်နှင့်ပတ်သက်၍အတီးပြုချက်တောင်းခံခဲ့ရာသူထန်တို့တရင်မရောက်သေးပဲသူမသိရှိသေးကြောင်းပြောဆိုပါရယ်။ကျွန်တော်မသိသေးဘူးကျွန်တော်စီပါတရင်မှမရောက်သေးဘူးမေးကြည့်ရမယ်ဟုဗိုလ်မှူးကြီးနော်ဘူးကတရင်ဌာနသို့ပြောဆိုပါရယ်။ ။မမော်မှာမြေပြင်စည်ရေးတရင်ရင့်မြစ်တချို့ကလည်းရဟန်းရင်ကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့သည်မှာဒေကြာကြောင့်အ ਨੇ ဆုံးတစည်းပြက်ကြသည်ဟုသိရှိထားကြောင်းပြောဆိုကြပါရယ်။မမော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးယနေ့9လကျော်ကြာသည့်အထိနှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ပါရယ်။ရခင်ကလည်း KIA ကစစ်ကောင်စီတပ်၏ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များကိုပြက်တီအထိပစ်ချနိုင်ခဲ့ပါတယ်။2021ခုနှစ်မေလ3ရက်နေ့တွင်ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့တင်နယ်ကုန်းလာအကြားတွင်စစ်ကောင်စီ၏ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပစ်ချခဲ့ကြောင်းထို့သူပစ်ချခဲ့မှုကြောင့်ရဟတ်ယာဉ်ပျက်စီးခဲ့ပြီးရှဟယမူဘုံမူကြော်စီယာထွန်ဘိုးကြီးတန်ထွန်လင်းအုတ်ခွဲတက်ကြကြီးကြော်စွာအောင်တို့တည်ဆုံခဲ့ကြသည် 2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းသို့ရိတ်ခါလာပို့သည့်စစ်တပ်ထောက်ပို့ရဟတ်ယာဉ်တစ်စီးကို KIA ကပြစ်ချလိုက်ခြင်းဖြစ်ပြီးစစ်တပ်ရဟတ်ယာဉ်ပေါ်၌လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးကရဟတ်ယာဉ်လည်းပျက်စီးသွားခဲ့သည်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့တွင်လည်းရှမ်းမြောက်ဒေသကိုခိုင်မြို့နယ် နန်းဖက်ကာရွာတိုက်ပွဲဒေသထံသို့ဘုံလာကျဲခဲ့သည့်စစ်ကောင်စီ၏တရုတ်လုံ FTC 2000G တိုက်လေယာဉ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့ပြင်ပြတ်ချသွားခဲ့သည်ဆက်လက်ပြီးစစ်ကောင်စီကစစ်ရှုံးနယ်မြေများအမြန်ဆုံးပြန်လည်သိမ်းယူရေးထိုးစစ်များစတင်ပြီဖြစ်ပြီးမိုးရင်းကာလတွင်မှလေကြောင်းတိုက်ခတ်မှုများနဲ့နေမြေရှင်းလင်းမှုများဆက်လက်လှုပ်ဆောင်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်ကောင်စီကစုံရှုံးနယ်မြေများကိုအမြန်ဆုံးပြန်လည်သိမ်းယူရရှိရေးထိုးစစ်ကြီးများကိုယခုမေလနောက်ပိုင်းတွင်စတင်ပြီဖြစ်ပြီး ်မိုးရင်းကာလတွင်ပါလေကြောင်းတိုက်ခိုက်မှုများနဲ့နည်းမြေရှင်းလင်းမှုများကိုအဆက်မပြတ်လှုံ့ဆော်သွားရန်မင်းအောင်လိုင်းဦးစီးသောစီးရေးဆိုင်ရာအစည်းအဝေးကဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။မေလ15ရက်နေ့မေလ16ရက်နေ့အပအဝင်မေလလယ်ပိုင်းနေပြီးတော့စီယုံကျုပ်တွင်မင်းအောင်လိုင်းဦးဆောင်သောစီးရေးဆိုင်ရာအစည်းအဝေးများတွင်လာမည့်ရွေးကောက်ပွဲအတွက်ဆုံးရှုံးနေမည်များကိုအမြန်ဆုံးပြန်လည်တင်ပိုင်နိုင်ရေးထိုးစစ်များစက်တိုက်လှုံ့ဆော်ရန်ဆုံးဖြတ်ခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုများနည်းမြေရှင်းလင်းမှုများကိုပါလာမည့်မိုးရင်းကာလတွင်ပါအဆက်မပြတ်လှုံ့ဆော်ရန်ဆုံးဖြတ်သဘောတူညီလိုက်ကြောင်းသိရှိ ှိရပါတယ်။ဆုံရှုံးနယ်မြေများပြန်လည်ရရှိရေးထိုးစစ်များတွင်စစ်မှုထမ်းတင်နှန်းစဉ်တပ်သားတင်များ၏အင်အားကိုအဓိကထားအသုံးပြုမည်ဖြစ်ပြီးလက်ယုံတပ်များတိုက်ခိုက်ရေးတပ်များနှင့်အတူတွဲဖွဲ့မည်ဖြစ်ကြောင်း လေကြောင်းတိုက်ခိုက်မှုများကိုလည်းစစ်ကြောင်းထိုးချိန်စက်တိုက်ပံပိုးကူညီသွားရန်ရှိကြောင်းသိရပါတယ်။ဒီမိုးတွင်မှလည်းထိုးစစ်တွေလေကြောင်းတိုက်ခိုက်မှုတွေနေမြေရှင်းလင်းမှုတွေရှိမယ်။အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေစစ်ကြောင်းကြီးတွေခွဲပြီးဝင်ရောက်လာတာတွေရှိလိမ့်မယ်။နောက်ကြလာအတွင်းရသမြနေမြေတွေအကုန်ပြန်ရစေဖို့ဦးတည်ထားတယ်လို့သိရပါတယ်ဟုနေပြည်တော်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ စစ်ကောင်စီကဆုံရှုံနယ်မြေများပြန်လည်တိုက်ယူပြီးဦးစားပေးများတွင်ရှမ်းပြည်မြောက်ပိုင်းရှိနောင်ချိုအပါဝင် TNL သိမ်းပိုက်ထားသောမြို့နယ်များစကိုင်းတိုင်းတနင်္သာရီတိုင်းကရင်နီချင်းပြည်နယ်တို့ကဦးစားပေးအဖြစ်ပါဝင်ပြီးရခိုင်ကချင်ပြည်နယ်ပဲခူးတိုင်းနှင့်မကွေးတိုင်းတို့တွင်စစ်ကြောင်းထုတ်မှုများဇက်တိုက်ဆောင်ရွက်ရန်ရှိနေကြောင်းသိရှိရပါသည် ဆက်လက်ပြီးစစ်ကောင်စီဤဝါဒပြန်လိုက်များအောက်မှာပြည်သူ့ဘဝများပုံမှန်လက်ပတ်နေပြီဆိုသောအခြေအနေကိုကုညီပုံဖော်ပေးနေသူဆိုင်းဆိုင်ခန့်လိုင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်ကောင်စီစစ်တပ်က2021ခုနှစ်စစ်အာဏာသိမ်းပြီးတော့ပြည်သူတွေကိုရရက်ဆက်ဆက်တပ်ဖြတ်မှုတွေလုပ်လာတာအခုဆိုရင်လင်းနေကြောကာလအတွင်းဝင်ရောက်လာပြီးဖြစ်ပါတယ်။တပ်ဖက်မှလည်းစစ်တပ်ကသူတို့ရဲ့စစ်ရာဇဝတ်မှုတွေလူထုကိုတပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အမျိုးမျိုးအဖုံဖုံစူးစမ်းလျက်ရှိရာမှာရုပ်ရှင်ဂီတာ ပွဲလမ်းသဘင်တွေဟာလည်းလူလူရဲ့အာယုံကိုလွှဲပြောင်းဖို့နဲ့စစ်အာဏာသိမ်းမှုအောက်မှာလူလူကပုံမှန်အတိုင်းဘဝတွေလည်ပတ်နေကြပြီဆိုတာကိုလည်းကြာတာဝါဒဖြန့်ဖို့အမြင်လိုလိုစူးစမ်းနေပါတယ်။အဲဒီလိုစစ်တပ်ရဲ့ဝါဒဖြန့်မှုတွေကို ကူညီဖြန့်ဝေစူးစမ်းပုံဖော်နေတဲ့စစ်လော်ဘီအမှုပညာရှင်အဆိုတော်နဲ့တရုတ်ဆောင်များစွာရှိနေပြီးအဲ့ဒီထဲမှာဆန်းဆန်းကားလိုက်လဲထိတ်ဆုံးကပါဝင်ပါတယ်ဆန်းဆန်းကားလိုက်ဟာမေလ24ရက်နေ့မှာရန်ကုန်မြို့မှာမွေးနေ့အလွန်ရှိုးပွဲတစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ်ဇွန်လ25ရက်နေ့မှာသူ့ရဲ့အကြီးအကျယ်ဆုံးရုပ်ရှင်တွေကပြင်ဆက်လက်မှုရုပ်ရှင်ဆက်ကားကိုယုံတင်ပြသဖို့အစီအစဉ်ထားပါတယ်မရေမတွက်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးခဲ့ရချိန်မှာဝေဘန်နာဝမ်းနေတာပြည်သူဘက်ကရက်တာစားတဲ့အတန်တွေတိတ်ဆိတ်ပြပြီးကိုငွေရဖို့နဲ့စစ်တပ်အလို့ကြောင့်ပွဲလမ်းတွေ စီစဉ်အမှုပညာဖျော်ဖြေတင်ဆက်မှုတွေကိုဟမ်မပြက်လုပ်နေတိုင်းနဲ့အမှုပညာရှင်ကိုအားပေးဂုဏ်ပြုဖို့မသင့်တော့တဲ့အချိန်ဖြစ်ပါတယ်။ဒီလမေ18ရက်နေ့ Spicy မှာဆိုင်းဆိုင်ပွဲလုပ်ခဲ့တဲ့အချိန်မှာထိုင်းရောက်မြန်မာတချို့ရဲ့အားပေးမှုပုံရိပ်တွေနဲ့အတူလူလူရဲ့ဒေါ်လာရေးစိတ်တက်နဲ့သွေးမအေးတဲ့လုံလာတွေကိုဖျက်ဆီးဖို့အစာပြိုးပြလိုက်သူကဆန်းဆန်းခန့်လိုက်ပဲဖြစ်ပါတယ်။ထိုင်းကမြန်မာ တွေကြားထဲမှာ ထထကြွကြွဖြစ်လာကြပြီးတို့ပြည်သူတွေညီရဲလာဟိဆိုတဲ့အချိန်မှာညီရဲဟိညီရဲဟိလို့တံပြိုင်အော်ပြီးလက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တအူးကအခုလိုအချိန်ပြည်သူတွေတေကြေပြက်စီလို့ဝန်ထမ်းမှုတွေဖြစ်နေချိန်မှာ ိုပွဲသွားဖြောပြီးဒီပွဲလာဖြောပြီးရတဲ့အခကျင်းဝေကိုဒုက္ခရောက်သူပြည်သူတွေကိုကူတာလည်းမဟုတ်ပဲကိုတူဦးတဲ့ကောင်းစားရေးအတွက်ဆန်းဆိုင်ခန့်လိုက်ကလှုံ့ဆော်ပြနေပါတယ်မတရားမှုတွေအတွက်အသက်မထွက်ပဲပြည်သူတွေရဲ့သွေးငြိမ်ချမှုကိုတိတ်ဆိတ်ငြိမ်သက်ပြရင်းစစ်အုပ်စုရဲ့ခွင့်ပြုချက်နဲ့ပွဲလမ်းတွေထွက်ပြနိုင်ငံသားခီးစဉ်ဖြောပြေးရေးတွေလုပ်ပြနေတာဟာအတိဒုက္ခရောက်နေရတဲ့လူထုတရက်လုံးကိုစော်ကားမှုလည်းဖြစ်ပါတယ်ငါ့ကိုဘလောက်ဆက်ဆက်အချိန်တန်နည်းနည်းထွက်လို့လိုက်တာနဲ့ဒီကောင်းတွေကိုတိတ်လို့ရပါတယ်ဆိုတဲ့ပုံစံနဲ့ပြည်သူကိုဆက်ဆံပြတဲ့သူတွေထဲမှာ ဆန်းဆိုင်ခန်းလိုင်ကထိတ်ဆုံးကပါဝင်ပါတယ်။ဆန်းဆိုင်ခန်းလိုင်ကမြန်မာနိုင်ငံမှာအထင်ရှားဆုံးအဆိုတော်အမှုပညာရှင်တအူဖြစ်ပေမဲ့လူထုဒုက္ခရောက်နေချိန်မှာဂျားနေမှုနဲ့တိတ်ဆိတ်မှုကိုရွေးချယ်ခဲ့ပါတယ်။တရားမျှတမှုတဲ့သူ့ရဲ့တကူရည်စွမ်းဆောင်ရည်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်။လူထုတရက်လုံးလွတ်မြောက်ရေးတော်လန့်စစ်ဆင်နွှဲနေချိန်မှာဆန်းဆိုင်ခန်းလိုင်ဟာကျော်ဟင်းရဲ့တခြင်းဟောင်းဖြစ်တဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တခြင်းကိုတီးဆိုလာပြီးမချစ်ချင်နေပါမမုန်းပါနဲ့လူသားအသေးနှလုံးနဲ့ကျွန်တော်ဆိုတာမျိုးတွေတီးဆိုလာပြပါတယ်။ လူငယ်တော်လန်ရေးရဲဘော်တွေကပိုင်ဆိုင်မှုတွေဘဝတွေအသက်တွေဆွန်ပြီးမတရားမှုကြီးကိုရင်ဆိုင်နေကြချိန်မှာဆန်းဆန်းခလိုင်းတချင်းဆိုပြနေတဲ့လူသားဆန်လိုက်ပါငိန်ခံနေလိုက်ပါ ဖချင်းစာသားတွေကပြည်သူလူထုနဲ့လူအုပ်ကြီးကိုကျွန်းဆက်သွင်းနေတာဖြစ်ပါတယ်။သူဟာအမှုပညာနဲ့အာဏာရှင်ကိုတပတ်တလန်းကနေအားပေးနေတာလည်းဖြစ်ပါတယ်။ဆန်းဆိုင်ခန့်လိုက်ရဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တချင်းစာသားကတော်လန်ပြည်သူတွေအလုံးကိုမတော်မတရားကြီးတဲ့တဲ့လုပ်နေပါတယ်။တော်လရေးအင်အားစုလူငယ်တွေအပေါ်မှာခြေထိုးခံပြီးအောင်မြင်မှုကိုသုံးချကလူလူကိုဝါရမိုင်းတိုက်နေတာပဲဖြစ်ပါတယ်။ဘသူတွေပါပဲဖြစ်နေဖြစ်နေဆန်းဆိုင်ခန့်လိုက်ကတော့တချင်းအစ်တွေထုတ်ပြီးရုပ်ရှင်ဇာတ်ကားအစ်တွေလည်းဆက်လက်ရိုက်ကူးနေခဲ့ပါတယ်။အခုလဲသူတီပ ပြည်ဆက်လက်မှုရုပ်ရှင်ဆက်ကားကိုဇွန်လ28ရက်နေ့မှာပြသဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။လာမယ့်မေလ24ရက်မှာလည်းရန်ကုန်မှာရှိုးပွဲတစ်ခုကိုစီစဉ်နေပြီးဖိနှိပ်မှုကြားထဲမှာပုံမှန်အခြေအနေတစ်ခုပြန်ရောက်ပြီဆိုတဲ့ပြည်သူအပေါ်အမှုပညာအစိတ်ခတ်ဖို့တိုးစားလာတာဖြစ်ပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်